ပရိသတ်များအားလုံးမင်္ဂလာပါ။ကိုတင်ကြပေးတဲ့တင်အကြောင်းအရာလေးရတော့မြန်မာမျိုးနဲ့ကန်တော်ရောက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြစ်ပုံချေတက်ခိုင်မှုကလေးငယ်များအပေါ်မှာပြည်သူအများပြားထိခိုက်တိုက်ဆုံးကြောင်းသိရှိရပါတယ်။ဆိုပါကိစ္စကိုကုလသမဂ္ဂ နော်တက်မကြီးဥကြောင့်မထောင်တာရေးပေါ်အချင်းနဲ့ကြီးညာပြီးမြန်မာအကျံပြတ်စက်ကောင်စီကိုချစ်ချင်းရေးယူရင်တောင်းဆိုလိုက်ကြောင်းသိရှိရပါတယ်။ကုလားအထုကိုစလီကလည်းမြန်မာစစ်တပ်ရဲ့ဒီခုလိုအဖြစ်နေပြည်သူများပုံပုံချေတတ်တဲ့မျိုးကိုတိတိယယအရေးယူသွားဖို့လေရင်စီပိတ်တိုင်းဖို့လေရင်ပြန်တဲ့ခွန် no flight ဆုံးတက်မပြေဖို့ရတော့ UN ကိုအစိုးတန်တန်ချပြီးပြီးတော့အာဏာသုံးပြီးမှအရေးယူဖို့ရတော့အချိန်လေးရှိလာတဲ့ကြောင်းသိရှိရပါတယ်။ ဇမနီနနေအီဗီလာ20ရင်းနနေ9နာရီခန့်ကလည်းမြန်မာမျိုးနယ်ကန်တော်ရက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထပ်မံပုံချေတက္ကံမှုကြောင့်အခြေအနေမှာပုံမှုဆိုးရွားလာကြောင်းသိရှိရပါတယ်။ ကျန်တဲ့စက်တရဲ့လေးချောင်းတက်ကိုင်းမှုတော့ပြည်သူများတိကြိုက်တဲ့ဆုံးမှုရှိတယ်တော့လေအတိကျအရေးအတွက်ကိုတော့ထုတ်ပြန်နိုင်ခြင်းမရှိသေးပါမြေမုံမျိုးနဲ့တင်းတော်ကြီးဟောကိုတိုက်ပွဲဖြစ်ပေါ်ခြင်းရှိတယ်လေရင်နဲ့ပုံကြီးတက်ကိုင်းသွားတာပါတော်လည်းရေးပေါ်ရတော့နိုင်တော့ကိုကြီးကထုတ်ပေးနေပါတယ်လို့ပြရှိရမှာလေ